they uh, asked me to do a, a, season two and they offered me half the money. I'm like, wow, it's going to take me twice the amount of work for half the amount of money. And so eight months of my time, essentially. W why? Did you think I'm only half the Jeremy because I got ran over? Maybe is that what? That's why you want to pay me half? of what I made on the first season. It's just the penny pinchers that I did accountants. I told him to go fly a kite. Yeah, Stone X မှာကျေးဇူးပါတယ်။ Hawkeye season 2က cancel ဖြစ်သွားပြီဆိုတဲ့သတင်းကိုလက်တလောမှာ Facebook နဲ့တခြား social media တွေမှာလည်းမြင်မိကြမှာပါ။အခုဗီဒီယိုမှာတော့ဒါတွေကဘယ်ကနေစပြီးတော့ဖြစ်ခဲ့ကြတာလဲ။ဘာလို့ cancel ဖြစ်သွားရလဲဆိုတာနဲ့မြင်ရခဲ့နိုင်တဲ့ Hawkeye season 2ကဘာအကြောင်းဖြစ်မလဲဆိုတာတွေကိုအသေးစိတ်ရှင်းပြပေးသွားမှာမို့လို့စိတ်ဝင်စားကြရဲဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်ထီကြည့်သွားပေးကြပါအောင်။ And as always guys ဗီဒီယိုလေးတွေကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင် ောက်ဗီဒီယိုတွေတက်လာတဲ့အခါ USVPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုကတော့ intro လေးပြီးရင်စလိုက်အောင် I am the night. I am Batman. โอเคလက်တလောကပဲ Hawkeye တရုတ်ဆောင် Jeremy Renner ဒီသူ့အပေါ်မှာ Marvel Studios ကနေပြီးတော့စော်ကားခဲ့တယ်ဆိုပြီးတော့အတီအလင်းထုတ်ပြောလာခဲ့ပါတယ်။ရှင်းပါလဲမြင်ခဲ့ရမှာဖြစ်တယ်လို့သူပြောထားတာတွေအရာဆိုရင် Studios ဘက်ကနေပြီးတော့သူ့ဘောမှာ Season 1ကနေပြီးတော့ပေးခဲ့တာရဲ့တဝက်ပဲပေးမယ်ဆိုပြီးတော့ကန်လန်ခဲ့တယ်။ရှင်းလာလောက်အချိန်ပေးပြီးတော့ရရမယ် project မျိုးကိုသူ့ကိုဘာမှမရနိုင်လောက်တဲ့နှုံမျိုးကိုပေးပြီးတော့ကန်လန်ခဲ့ကြတယ်။ဒီတော့သူကလည်းစော်ကားလို့ခံစားခဲ့ရတာကြောင့်ဖင်ခံလိုက်လို့ပြောပြီးတော့ညင်ခဲ့တယ်လို့ပြောသွားခဲ့ပါတယ်။ဒါဒီတရုတ်ဆောင်တယောက် celebrity တယောက်ကသူ့ရဲ့ fame သူ့ရဲ့ကြော်ကြားမှု ှုကိုအသုံးချပြီးတော့ speak out လုပ်ခြင်းပြောထုတ်လာခြင်းမျိုးလည်းဖြစ်ပါတယ်။ Of course season 2ဆိုတာဒီ season 1ကောင်းလို့ဖြစ်လာခဲ့တာဖြစ်တယ်။ဒါအပြင် show ရဲ့နာမည်ကိုက Hawkeye ဆိုတဲ့နာမည်နဲ့ဖြစ်တာကြောင့် maybe season 1နဲ့ကအတိုင်းပေးခဲ့တာမျိုးတော့ဖြစ်တင်ပါတယ်။ After all Hawkeye show ကိုကြည့်ခဲ့ကြတဲ့သူတွေ60%လောက်က OG Avenger ဆိုတဲ့ Hawkeye ပါတယ်ဆိုတာကြောင့်ကြည့်ရှုခဲ့ကြခြင်းဖြစ်ပြီးတော့ Marvel ဘက်ကနေပြီးတော့ Kate Bishop ဆိုတဲ့ character အသစ်တစ်ခုကိုမိတ်ဆက်ပေးဖို့အတွက် Hawkeye နာမည်ကိုအသုံးချခဲ့ခြင်းလည်းဖြစ်ပါတယ်။ Maybe ဒါကြောင့်လဲ Doomsday ရုပ်ရှင်အတွက်ပထမတစ်ခေါက်ခုံနေတဲ့ဂျင်ညာချက်မှာ Hawkeye ရဲ့ နာမည်ကမပါခဲ့တာဆိုပြီးတော့ပြောနေကြပါတယ်။ဟော့ကိုင်တရုတ်ဆောင်နဲ့အဆင်မပြေသေးတာကြောင့်ဖြစ်နိုင်တယ်ဆိုပြီးတော့ပြောနေကြပါတယ်။ဘတ်တရုတ်ဆောင်ကတော့ပြောင်ကြီးကေဗင်ဖိုက်ကီကိုအများကြီးကာပြီးတော့ပြောသွားပေးခဲ့တယ်။ကေဗင်ဖိုက်ကီကတရုတ်ဆောင်တော်တော်များများနဲ့ဆက်ဆံရေးကောင်းသူဖြစ်ပြီးတော့သူက mainly ရုပ်ရှင်တွေကိုကင်တွယ်သူလည်းဖြစ်ပါတယ်။ Disney Plus show တွေကတော့သူနဲ့ပတ်သက်ခြင်းတိတ်မရှိပါဘူး။ဒါအပြင်ရှေ့မှာ Marvel Studios က Scarlett Johansson နဲ့လည်း Black Widow ရုပ်ရှင်အတွက်ညှိခဲ့ချပူပါတယ်။တရားစွဲတာလေးစာချုပ်စာတမ်းတွေနဲ့ဒီထက်ပိုပြီးတော့ရှုပ်ခဲ့ပါတယ်။ဖြစ်ခဲ့ခြင်းအကြောင်းအရာကတော့ Black Widow ရုပ်ရှင်ဒီ COVID က လအတွင်းမှာထုတ်ခဲ့တဲ့ ရုပ်ရှင်ဖြစ်တဲ့ဒီတော့ယုံတင်မှုအတွက်အခက်အခဲရှိခဲ့ပါတယ်ရုပ်ရှင်ယုံနေပိတ်ထားရတာကြောင့်ကလူအများစုကရုပ်ရှင်ယုံသွားပြီးတော့ရုပ်ရှင်ကြည့်ဖို့အတွက်မတွေးခဲ့တာကြောင့်ကဖြစ်ပါတယ်ဒီတော့ Marvel ကအဲ့ဒီအချိန်မှာသူတို့ရဲ့ streaming service Disney Plus ကိုလည်းစပြီးတော့မိတ်ဆက်ချိန်ဖြစ်တာနဲ့အခွင့်အကောင်းယူပြီးတော့ Black Widow ရုပ်ရှင်ကိုယုံမတင်မဲနဲ့ Disney Plus မှာပဲ stream လင်းခဲ့ပါတယ်ဒီလိုလုပ်လိုက်တဲ့အတွက်ရုပ်ရှင်မှာ producer ဘိုင်းအထိကိုဝင်ရောက်ပါဝင်ထားတဲ့ Scarlett Johansson ကလည်းငွေကြေးပိုင်းမှာတော်တော်လေးအထင်အားသွားခဲ့ပြီးတော့မကြေနပ်ခဲ့တဲ့အတွက်တရားစွဲခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အခု Hawkeye ယုတ်ဆောင်တွေကတော့သူတို့ကအလောက်ကြီးအထိမဖြစ်ခဲ့ကြဘူး။ဟော့ကိုက်ဒိုယုတ်ဆောင်ဒီကန်လန်မှုကိုရရှိခဲ့တဲ့ကစော်ကားလို့ခံစားခဲ့ရကြောင်းကိုအတိအလင်းထုတ်ပြောပြီးတော့ကြေညာခဲ့တာဖြစ်ပါတယ်။ Marvel Studios ဘက်ကကြည့်မယ်ဆိုရင်လည်းဟော့ကိုက်ဘူတော့ကအိုသွားပြီဆိုတာကြောင့်ကော KB Shop တယုတ်ဆောင် Haley Steinfeld ကလည်းအခု Sinners ရုပ်ရှင်နဲ့တော်တော်လေးအဟော့ဆုံးဖြစ်နေတာဖြစ်တဲ့အတွက် Season 2မှာ Haley Steinfeld ကိုအသားပေးသွားပြီးတော့ပတ်စံရှာသွားခြင်းတာမျိုးဖြစ်နိုင်ပါတယ်။ဒါကြောင့်လည်းသူတို့လှုပ်ထားတဲ့ plan မှာဟော့ကိုက်စင်းတွေကို short ချထားခြင်းမျိုးကြောင့်ဖြစ်စေဟော့ကိုက်တယုတ်ဆောင်ကိုပတ်စံနေရော့ပြီးတော့ပေးဖို့အတွက်ကန်လန်ခဲ့ခြင်းမျို လို့ဖြစ်နိုင်ပါတယ်။အစောပိုင်းကြားထားရတော့ season 2အတွက် Valentine Hawkeye ရဲ့ညီ trick shot ဖြစ်လိမ့်မယ်။ season 1မှာဆိုရင် track suit တွေဖန်ထားတဲ့အစာအုပ်ကနေပြီးတော့သူတို့ကထွက်ပြေးခဲ့ကြရတဲ့စင်ကိုတွေ့ခဲ့ရတယ်။ဒီတစ်ခေါက်မှာသူတို့ကအဲ့ဒါကိုပို့ပြီးတော့ချဲလိုက်ခြင်းနဲ့ season 2မှာတော့ the red ရုပ်ရှင်ငငယ်ကကြည့်ခဲ့ကြဘူးမဲ့ action indonesia ရုပ်ရှင်လိုမျိုး show တစ်ခုလုံးနေပါက Hawkeye နဲ့ KP shop တို့ဒီတိုက်တစ်ခုတွေကနေပြီးတော့အထက်တွေအထက်တွေအလိုက်ပို့ပြီးတော့များလာတဲ့ NDA တွေကိုများနေနဲ့ဖြစ်ပြီးတော့ထွက်ပြေးကြရမယ်ဇလန်ဖြစ်တယ်ဆိုပြီးတော့ကြားထားရပါတယ်။ဘယ်တစ်ခုတော့တရုတ်ဆောင်ကလက်မခံခဲ့တဲ့အ အတွက်စီဇန်2ကတော့ cancel ဖြစ်သွားခဲ့ပါပြီ။ဒါပေမဲ့ရှေ့မှာပြောပြခဲ့တဲ့လိုမျိုး Hailey Steinfeld လို့နာမည်ကြီး star မျိုးကိုသူတို့က Marvel Studios ကလက်လွတ်မခံပါမျိုးဖြစ်တဲ့အတွက် maybe Kate Bishop ဆိုပြီးတော့ show တစ်ခုတက်တက်ထွက်လာမှာမျိုးလည်းဖြစ်နိုင်ပါတယ်။ Subscriber တို့ကရောဘယ်လိုထင်ကြလဲဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုရတာလာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်။